ာကိုထွန်းဆိုရင်လည်းကို तू က player ထဲမှာ तू အသက်အကြီးဆုံးရှင်ဆိုပြောချင်တာကတော့လူငယ်တွေနဲ့ तू အသက်ထက်ဝက်လောက်ပါလေ20ကျော်တွေနဲ့အာတူတူကိုကို level တန်းရှင်ပြီးတော့ဗောနော်ပြန်ရတဲ့အရာတွေလည်းရှိတယ်အဲ့မှာ तू အကောင်းဆုံးလုပ်နိုင်တယ်ဘလို့မှမထင်တာ wow ဖြစ်သွားရတော့တဲ့အထီအနေထားတွေပါဗောနော်ရှိခဲ့တဲ့အခါတော့ကိုထွန်းကအားကစားကိုဘလောက်ထိယူသွတ်တယ်အာချို့ချင်တာဂျင်မဲသွားနေရပဲ weight boy အတင်းဟာအဲ့ဒီဂျင်မဲဆော့နေရပဲအဲ့ဓာတွေကဘလို့နေရာတွေမှာအတုံးကြတယ်ဘလို့တွေဖြစ်လာတယ်ဆိုတဲ့ဟာတွေကဒီမှာအများကြီးပြနိုင်ပါတယ် အသက်ကြီးလာတယ်မြာပိုလှချင်လာတဲ့ပုံမျိုးပေါ့နော်အဲနဲ့အကုတ်ကုတ်ကိုပို့ပြီးတော့လဲပြင်းပြင်းစင်စင်လေးနေရမယ်အပိုလန်သဘင်သွားရဲဆိုတော့မင်းသမီးတယောက်ဆောင်တယောက်ရဲ့ပုံစံနဲ့ပေါ့နော်ဆိုတဲ့အခါကျတော့အဲ့လိုမျိုးလေးပြင်းပြင်းစင်စင်လေးလုပ်မိတာပါဒီနေ့ကဒီမှာကိုကတကယ်ကိုပလေယာတယောက်ရင်းနဲ့ပါဝင်တဲ့အခါကျတော့အကိုပါထားတဲ့ဟာကိုလောက်ရှုပ်တဲ့အခါကိုလဲအပေါ့နော်ပြင်းပြင်းစင်စင်နဲ့ ီးပြည့်စုံတဲ့ပုံစံမျိုးနဲ့ပွဲတက်ရမယ်ဆိုပြီးတော့အားလုပ်ထားတာပါရှင့်အာစိတ်ပိုင်းဆိုင်ရာရဲ့အခန္ဓာကိုယ်ပိုင်းကြံ့ခိုင်မှုဆိုင်ရာပေါ့အဓိကကတော့ကျွန်တော်ခန္ဓာကိုယ်ပိုင်းကြံ့ခိုင်မှုပို့ပြင်ဆင်တယ်စိတ်ပိုင်းကတော့ကျွန်တော်ပြင်လို့ရမှာမဟုတ်ကျွန်တော်ပုံဒီတိုင်းပဲသွားနေတာဆိုတော့အာနည်းနည်းပေါ့နော်ပြင်ဆင်ရတဲ့အရာတွေရှိတယ်အဓိကကျွန်တော် body ပိုင်းဆိုင်ရာမှာကျွန်တော်ခုနကျင်းတို့ဖြေခဲ့မှုတွေကျွန်တော် body weight ချမယ်ဆိုတဲ့ဟာကကျွန်တော်ခန္ဓာကိုယ် weight ချပြီးတော့ပို့ပြီးတန်မာပြီးကျွန်တော်ပို့ပြီးတော့ခန္ဓာကိုယ် body ကြံ့ခိုင်မှုအတွက်ကိုကျွန်တော် weight ချပြီးတော့အာနည်းနည်းလေးခက်ပြီးတော့ကျွန်တော်စူးစမ်းရတဲ့အရာတွေရှိရတယ် မြတ်စွာဘုရားเนาะအဓိကကစိတ်ပိုင်းဆိုင်ရာမှာမြတ်စွာဖြတ်သန်းလာခဲ့ live ကလည်းအများကြီးပဲကွာကို20တက်ဆိုင်တော့လည်း 50နာကန်နေရဲ့မြေသူမီတယောက်အနေနဲ့ဒီလုပ်ငန်းဝင်မှာနှစ်20လောက်ဖြတ်တန်းလာတဲ့အခါကိုယ်စိတ်ကအရင်ထက်ဆိုင်ပို့ပြီးနေတတ်လာတယ်လို့ခံစားရတယ်။အဲ့အတွက်အရာရာအားလုံးအကောင်းမြင်စိတ်နဲ့ကျွန်တော်တွားတာပုံများတယ်။ဒါပေမဲ့တခါလေကိုယ်အကောင်းမြင်စိတ်နဲ့တွားတဲ့အရာတစ်ဖက်သားမှာအနောက်ရှက်ဖြစ်သွားတာလေရှီကောင်းရှိနေတဲ့ခါကျရင်တော့အာဒါကတော့နည်းနည်းလေးပေါ့နော်။အာထိရှိရှာလေးဖြစ်ကောင်းဖြစ်နိုင်တာပေါ့။ဒါပေမဲ့ကိုကိုကိုကတော့ကိုဖြတ်တန်းလာခဲ့တဲ့အလို့အရာအရာရာအားလုံးကကိုယ်စိတ်ကိုပဲကိုမိုတီဗေးရမယ်စိတ်ပျော်ရွှင်အောင်ဒီမှာကိုလှုပ်တဲ့အလုပ်တွေအားလုံးအာအဆင်ပြေမယ်ဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော်ဒီ ဒီ show လောက်လုံးမှာတော့အဲ့ဒီစိတ်နဲ့ပဲကျွန်တော်သွားထားပါတယ်ဟုတ်ကဲ့ရှင်ကောင်းတော့အရင်ကလုံးဝ strong ဖြစ်နေမှုလို့ပဲ။အာခုနကကိုကပေါ့နော်ပြောသူကပြောခဲ့တယ်လို့ပဲ။အာခုနကကို chief fire ပြောတယ်လို့ပဲ။ဒါကြီးကခန္ဓာကိုယ်ကြီးယုံနေလည်းမရဘူး။ခန္ဓာကိုယ်သေးရင်လည်းမရဘူး။အာပြီးတဲ့ခါကျတော့မြတ်သူတို့တွေ အာဘလောက်ပဲကိုကခွန်အားကြီးပါလေပြပြတခါလေး stamina အာတက်လုံမကောင်းရင်လည်းအဆင်မပြေဘူးအာတက်လုံရမ်းကောင်းပါဒါပေမဲ့ကိုကခွန်အားမရှိရင်လည်းမဖြစ်လာပြန်အဲ့ဆိုအရာရာအားလုံးကဘယ်လဲညီဖို့လိုတယ်အပြီးတော့တစ်ဖက်ဆောင်းနေတော်နေတိုင်းလဲဟိုဟိုထူးချွန်နိုင်တယ်ဝင်လာဖြစ်နေလို့ပြောလို့မရဘူးဆိုတဲ့အရာတွေကဒီ FOE season 2ကနေပြတာပါလိမ့်မယ်ရှင်ဟုတ်ကဲ့ဒါဒီ show မှာခြုံငုံပြီးကိုက player တောင်နေပြပါတယ်ပေါ့เนาะဆိုတော့ပြင်ထွက်ကြည့်တဲ့အခါကျအာဒီလိုမျိုးပြိဿတ်ကိုပေးနိုင်တဲ့ရတ္တတွေက ကိုထုံးပေးနိုင်တယ်ကိုထုံးပေးတယ်ကိုဂျီဖိုင်ယာပေးတယ်အာပြီးအမြင့်တော်တစ်ခါကျတော့နည်းနည်းတစ်ခုနှစ်ခုတော့ပါကောင်းပါနိုင်တာပေါ့နော်ဒါပေမဲ့တကယ်ပါအာပြောချင်တာကိုထုံးဆိုရင်လည်းကိုသူက player ထဲမှာသူအသက်အကြီးဆုံးရှင့်ဆိုပြောချင်တာကတော့လူငယ်တွေနဲ့သူ့အသက်ထက်ဝက်လောက်ပါတယ်20ကျော်တွေနဲ့အာ တူတူကိုကို level တန်းရှင်ပြီးတော့ပေါ့နော်ပြန်ရတဲ့အရာတွေလည်းရှိတယ်အဲ့မှာ तू အကောင်းဆုံးလုပ်နိုင်တယ်ဘလို့မှမထင်တာ wow ဖြစ်သွားရတော့တဲ့အထီအနေထားတွေပါပေါ့နော်ရှိခဲ့တဲ့အခါတော့ကိုထုံးကအားကစားကိုဘလောက်ထိယူသွက်တယ်အာချို့ချင်တာဂျင်မဲသွားနေရပဲ weight boy အတင်းဟာအဲ့ဒီဂျင်မဲဆော့နေရပဲအဲ့ဓာတွေကဘလို့နေရာတွေမှာအတုံးကြရတယ်ဘလို့တွေဖြစ်လာတယ်ဆိုတဲ့ဟာတွေကဒီမှာအများကြီးပြနိုင်ပါတယ်ကျွန်တော်တို့ FOE season 2ကပြောရရင်ကျွန်တော်တို့တွေကအားကစားလုပ်နေတဲ့သူတွေ ြောချင်တာခါလူတယောက်ကကျမ်းမာကျန်းခိုင်ဖို့ဘလောက်လိုအပ်တယ်ဘလို့အချင်းကြီးတွေမှာဘလို့ကျမ်းမာနေတဲ့အခါကိုယ့်တက်ဘလို့ထောက်ကူပြဆိုရည်အားလုံးကဘောနော်အားကစားချစ်တဲ့သူတွေကလက်ရှိအားကစားကိုပြောင်းမွေ့နေတဲ့သူတွေအပြင်ကိုအားကစားမလို့ရသေးတဲ့သူတွေတပါတွန်းအားတစ်ခုဖြစ်ပြီးတော့အားကစားကိုလိုက်စားခြင်းစိတ်ပေါ့နော်စိတ်တွေဖြစ်လာမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ရှင့်ဟုတ်ပြီရှင်ပြောဖြစ်တော့ထိခိုက်ချမ်းတာပုံနာပေးရတယ်တွေ့ရတယ်အာဟုတ်တယ်ကျွန်တော်အခုဒီအမားရောမပြောက်သေးဘူးဒါနည်းနည်းပဲဟိုဟာဖြစ်သွားတာခြေစလုံးမှာကျွန်တော်ခုန သွားလေအာစီဇန်တခုမှာကျွန်တော်ပြုတ်ကြတာအဲတန်ဘုံကဘာပေါ့ကော်ဘုံနဲ့တော့လျှောက်ချက်သွားအခုကျွန်တော်မှာဆိုကျွန်တော်အမရုပ်ထင်မှာရင်းချက်တယ်မိမဟုတ်ခုကကျွန်တော်ခြေထောက်မှာအမရုပ်ကနည်းနည်းဖြတ်လို့တိတ်မရဘူးဟုတ်ပါဖြစ်တယ်နော်ဟုတ်တယ်ခြေတယ်တော်တော်ကြီးအစင်းညာကြီးဟုတ်တယ်နည်းနည်းဟွာဖြစ်တယ်ကတော့မပြတော့ပြရချင်းဟိုဒါတော့ဘေးကတော့ဟိုကေစိကြီးတော့လို့ခြေနေခိုက်တာလားခြေခိုက်ကြတာအဲဆိုတော့ခါကြအဲ့လိုကျွန်တော်အထွက်ကကျွန်တော်စပြိုင်မယ်ဆိုတော့ကျွန်တော်မှာတခုပဲရှိတယ်ကျွန်တော် safety first အကျွန်တော်ဘယ်အရာပဲလှုပ်လှုပ် safety first ကိုကျွန်တော်အမြဲတမ်းဦးစားပေးတယ်ကျွန်တော်ကုညီကယ်ဆယ်ရေးပဲတွားတွားပေါ့နော်ကျွန်တော်အလုပ်ငန်းကွင်မှာပဲနေနေကျွန်တော်အတွက် safety ကအရင်ရေးကြောဆိုကျွန်တော်တစ်ခုခုဖြစ်သွားကျွန်တော်ဘာမှလှုပ်လို့မရတော့ဘာမှလှုပ်လို့မရကျွန်တော်အတွက်ကအဆင်မပြေဘူးအဲ့တော့ကျွန်တော်ဘာမှအပေါင်းရင်းကြမလုပ်ဘူးသူရဲကောင်းမဆန်ဘူးပြီးတော့ခါကြတော့ကျွန်တော်အကုတ်ကုတ် safe side အရင်ယူတယ် ဲ့အတွက်ကျွန်တော်တော်တော်လေးတော့ပေါ့နော်ဟို safe site ယူရင်းနဲ့ကျွန်တော်အကောင်းဆုံးဖြစ်အောင်လုပ်ခဲ့တဲ့အရာရောရှိတာပေါ့နော်ဆိုတော့ကျွန်တော်တို့ကတော့ကျွန်တော်ပြောပြပြီးကျွန်တော်တို့က safety first ကအရေးကြီးတယ်ကျွန်တော်အဲ့ဒီခေါင်းစဉ်အောက်ကနေကျွန်တော်သွားတော့ကျွန်တော်မင်းသမီးဖြစ်တယ်တက်ဆောင်ဖြစ်တယ်တခုခုကျွန်တော်ဖြတ်သွားကျွန်တော်မှကျွန်တော်ရဲ့ cable light ပျောက်သွားမှကျွန်တော်ရမ်းဆိုင်ပူတယ်ပေါ့နော်အဲ့လိုဆိုရဲခါပြီးတော့ခုနကလိုအမရုပ်တွေဖြတ်ချောက်တယ်မခုတော့ဖြတ်သွားတာပဲအမရုပ်ကလေအဲ့လိုမျိုးပေါ့မပြေတော့ဒီကိုရအတူတိတ်ဘူးလို့စင်ပြေတော့အဲ့လိုအမရုပ်တော်နေနဲ့ဖြတ်သွားတာပေါ့နော်အဲ့လက်တွေဆိုလဲဒါပြန်ကောင်းသွားတာ ရင်တော့ဒီထက်ပိုပြီးတော့ကြမ်းတယ်လက်တွေကလေကျွန်တော် monkey bar ဆွဲရပြီကျွန်တော်တို့ကဟိုလေ့ကျင့်ရတယ်မဟုတ်ရင်ကျွန်တော်တို့မလေ့ကျင့်ထားကျွန်တော်ဒီထက်မှာ on show မှာကျွန်တော်တို့ပြိုင်တဲ့ချိန်မှာကျွန်တော်တို့က zero ဖြစ်မှာလေအဲ့တော့ကိုရီးယားလေ့ကျင့်ရတဲ့အခါကျတော့ကျွန်တော်နိုင်တဲ့အလေးတွေနိုင်အောင်တည်ရတယ်အပြီးတော့ဒီလိုမျိုးဒါဒါအခုမရှိတော့ဘူးပေါ့နော်ကျွန်တော်မှာဆိုလက်တွေကဆက်ပောက်ပြဲလိုက်ပါအကုန်ဖြစ်တယ်အာ training ကာလမှာပေါ့ဟုတ်မင်းလေးကြည့်ရတာအဲ့လိုခက်ခဲကြမ်းတမ်းမယ်ဆိုတာကိုကြုံမြင်ရတယ်တွက်လို့ရရဒါပေမဲ့တိုးဝင်တဲ့ပြည်ကိုတွေ့ရတယ်ကျွန်တော်ကျွန်တော်ကြိုက်ရင်ကျွန်တော်ပျော်မွေ့ရင်ပေါ့ဗျာအဲ့ကျွန်တော်ဘယ်လောက်ပဲ ဟိုစိုးတယ်ပြောပြကျွန်တော်ရအောင်တိုးတယ်ချစ်ဘွားကြီးမပြောပြစားမတိပဲနဲ့မားတယ်အမားမရှိဘူးတိတိကြီးနဲ့မားတယ်အမားလေးကြီးပဲအဲဒါတည်းအမားမဟုတ်နော်ကျွန်တော်ပြောတာကျွန်တော်စိတ်သားအရန်ကိုတက်ကြွနေရဆိုကျွန်တော်ဘယ်ဟာကိုမဆိုကျွန်တော်အဝင်တိုးဖို့အစင်းနေမဲ့ပေါ့နော်မကြောက်တဲ့အမျိုးသမီးတယောက်မှပါပါဟုတ်ဟာအတင်းဝကဘလောက်ရေးကြည့်တယ်ပြီးတော့ management ကဘလောက်ရေးကြည့်ဆိုကျွန်တော်ဒီကျွန်တော်တို့မှာကျွန်တော်ရှိမှာ management မရှိဘူးကျွန်တော်အရန်အားနေတယ် management ဘာလို့ကျွန်တော်ကဟိုလေစိတ်ရှင်းရှင်းနဲ့ဒါလို့ဒါမလုပ်ဘူးမလုပ်ဘူးလုပ်မလို့အဲ့လိုမျိုးဖြစ်ခဲ့တဲ့အခါကျတချို့နေရာတွေမှာအာပေါ့နော် management ကောင်းကောင်းအ strategy ကောင်းကောင်းပေါ့နော်အဲ့လိုမျိုးတွေနဲ့လောက်ရတဲ့ teamwork တွေရှိတယ်အဲ့ဒီမှာကျွန်တော်တို့အများအားပေါ့နော်ပြောရရင် လို့ရာကိုတိတ်မရောက်ခဲ့တဲ့ဟာဖြစ်တာပေါ့ပြောရအောင်ကျွန်တော်ရဲ့ management အားနည်းမှုတွေ twin core နိုင်စွဲအားနည်းမှုတွေတော့ကျွန်တော်ဒီမှာတော်တော်တွေ့တယ်ကိုကိုကိုပေါ့နော်ကျွန်တော်အကောင်းဆုံးတော့အာလုပ်ခဲ့ပါတယ်အာကျွန်တော်အတွက်ကကျွန်တော်ပြောပြလို့ကျွန်တော်အတွက် safety first ဖြစ်တယ်ကျွန်တော်ဒီဟာကိုကိုမဖြစ်နိုင်တဲ့အရာကြီးကိုငါရအောင်လုပ်မယ်လို့စိတ်ကူးရှိတာမဟုတ်ဘူးငါဘလောက်လုံနိုင်စွမ်းရှိလဲဆိုတော့စိတ်နဲ့ကျွန်တော်ဒီဘဝကိုပြင်ခဲ့ခြင်းဖြစ်ပါတယ်အဲအဲ့အတွက်ကျွန်တော်အတွက်ကကျွန်တော်စိတ်ပိုင်းဆိုင်ရာနဲ့ကျွန်တော်ရဲ့ဆုံးဖြတ်မှုကျွန်တော်ရဲ့တွားလာမှုမှာကျွန်တော် ပျော်ရွှင်ခဲ့ရတဲ့အတွက်ကြောင့်သူတွေအများကြီးရခဲ့ရတဲ့စီဇန်တစ်ခုအဲပေါ့နော်မိတ်ဆွေပေါင်းတင်ပေါ်ခဲ့ရတဲ့ရခဲ့တဲ့အာခိုက်တန်တစ်ခုဆိုလည်းမမှားပါဘူးရှင်။အခုဒီ FOE season 2ကအခုလာမယ့် April 28ရက်နေ့တနင်္ဂနွေနေ့ရစပြီးတော့အပတ်စဉ်7နာရီတိုင်းမှာ MRTV4 မှာပြပါမယ်ရှင်။စနေနေ့ဆိုတော့ replay ပြန်လာပါမယ်။အဲ့တော့စနေ2ရက်နေ့ရက်ပေါ့နော်။ဆိုတော့အာကြည့်ရှုပေးပါဦး။မြတ်သူကဇညုံအတိုင်းပဲတရုပ်ဆောင်ခဲ့တဲ့တရုပ်ဆောင်တယောက်ဖြစ်တဲ့အတွက်ဇညုံမရှိတဲ့ ဒီလို script မရှိတဲ့ဒီလို reality show တခုမှာမြတ်သူဘာတွေဖြစ်မလဲပြိဿက်ရဲ့ဝေဖန်မှုတွေမြတ်သူဘာပြိဿက်မြင်တဲ့အမြင်တွေကဘာတွေဖြစ်မလဲဆိုတာကိုရင်ခုန်စွာနဲ့ပဲရင်တစ်ထိတ်ထိတ်နဲ့စူမလားငေါမလားမတော့တော့ဘာတော့မတိချိမချိတင်ငယ်တွေဖြစ်မလားအဲပေါ့နော်အဲ့လောင်မလားအဲ့ဒါတွေအားလုံးရင်ခုန်စွာနဲ့မျှော်လင့်နေပါတယ်မြတ်သူတို့လည်းပြိဿက်နဲ့တူတူကြည့်ရမှာပါခရီးသူတို့လည်းဘာမှမကြည့်ရသေးပါဘူးရှင်အဲ့ရင်ခုန်နေပါတယ်ကြည့်ရှုဖို့လည်းဖိတ်ခေါ်ကြပါတယ်ရှင်ကျေးဇူးတင်ပါတယ်